အမေရိကန်နဲ့အီရန်ကြားကတင်းမာမှုတွေဟာအခုဆိုရင်နောက်ထပ်အဆင့်တစ်ခုကိုတက်လှမ်းသွားခဲ့ပါပြီ။အရင်တုန်းကတော့ဒုံးကြီးတွေ drone တွေနဲ့တိုက်ခိုက်တာတွေကိုပဲကျွန်တော်တို့မြင်ခဲ့ရတာပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့ပုံသဏ်ပြောင်းသွားပါပြီ။မိဘွားကကုန်းမီပေါ်မှာမဟုတ်ပဲကမ္ဘာ့ရင်းနှီးစည်းနှုတ်ရနှလုံးသဲပို့လို့ခေါ်ရမယ်။ပင်လယ်ပြင်ထက်မှာစတင်လောင်ကျွမ်းလာတာဖြစ်ပါတယ်။ဟုတ်ပါတယ်။အဖြစ်ပြက်ကတော့ကမ္ဘာ့ရင်းနှီးလမ်းကြောင်းရဲ့အချက်အချာကြားတဲ့နေရာမှာရင်းနှီးတင်တင်မောကြီးတစ်စီးကိုအတင်းအဓမ္မလမ်းကြောင်းလွှဲခိုင်းပြီးတင်ပိုက်လိုက်တာပါပဲ။ဒါဟာတာမန်ပင်လယ်တစ်မြတိုင်မှုမဟုတ်ပါဘူး။ နိုင်ငံရေးကစားကွက်တစ်ခုပါဒီတော့မေးစရာရှိလာတာကဒီအချိန်လေးဟာဘယ်လောက်ထိခရီးဆက်သွားမလဲကျွန်တော်တို့ဟာကြီးမားတဲ့စစ်ပွဲကြီးတစ်ခုရဲ့အစပြုမှုကိုမျက်ဝါးထင်ထင်တွေ့မြင်နေရတာများလားအဖြေကတော့ဖြစ်နိုင်ပါတယ်လို့ပဲပြက်ပြက်သားသားပြောရမှာပါဒီအချိန်လေးဘယ်လောက်ဆိုးရွားသလဲဆိုတာသိရအောင်အဲ့ဒီနေ့ကပင်လယ်ပြင်မှာတကယ်တမ်းဘာရီဖြစ်ခဲ့တယ်လဲဆိုတာအရင်ဆုံးပြန်ကြည့်ကြရအောင်ပါဘာကြောင့်လဲဆိုတော့ဒါဟာမတော်တဆဖြစ်ရတဲ့ခုမဟုတ်လို့ပါပဲ။ကြိုတင်ကြံစီထားတဲ့စစ်စင်ရေးတစ်ခုဖြစ်ပါတယ်။အဖြစ်အပျက်ကဒီလိုပါ။ မာရှယ်ကျွန်းစုလန်လွှင့်ထူထားတဲ့တာလာရာဆိုတဲ့ရင်းနှီးတင်သင်္ဘောကြီးဟာဟော့မုစီလက်ကြားကိုငြိမ်းချမ်းစွာဖြတ်သန်းပေါင်းနှင်လာပါတယ်။ဒီဟော့မုစီလက်ကြားဟာကမ္ဘာရင်းနှီးနဲ့တဘာဝတန်ငွေရဲ့၅ပုံတပုံကျော်ဖြတ်သန်းသွားလာရာအရေးကြီးဆုံးလမ်းကြောင်းဖြစ်ပြီးရင်းနှီးစီးဆင်းမှုရဲ့ချုပ်ပိုင်းလိုသတ်မှတ်ခံထားရတဲ့နေရာပါ။သင်္ဘောကြီးပေါ်မှာတင်ဆောင်လာတာကရိုးရိုးကုန်ပစ္စည်းတွေမဟုတ်ပါဘူး။စင်ကာပူနိုင်ငံကိုပို့ဆောင်မဲ့တန်ချိန်3000လောက်ရှိတဲ့ရင်းနှီးဓာတ်ထုတ်ကုန်တွေပါ။တန်ဘိုးအဖြစ်မနှဲလှပါဘူး။သင်္ဘောကြီးငြိမ်းချမ်းစွာသွားနေတော့မှပဲရုတ်တရက်ဆိုသလို အီရန်ရေတပ်ရဲ့အမြန်ရေရင်ငယ်၃စီးကဖျက်ဝင်လာပါတယ်။ဟုတ်ပါတယ်။ရုပ်ရှင်တွေကဇက်ဝင်ကန်းတွေလိုပါပဲ။သူတို့ကတင်မောကြီးရဲ့လမ်းကြောင်းကိုပိတ်ဆို့ပြီးအီရန်ပိုင်းရေပိုင်းနှစ်ထဲကိုအတင်းအကျပ်ကွေ့ခိုင်းပါတယ်။ဒီတဲ့ရေတောင်းကုံသွဲမှုစစ်စင်ရေးဌာနကလည်းဒါဟာရိုးရိုးရာသွေးမှုမဟုတ်ပဲနိုင်ငံတော်အစင်ဂျားဝင်ဆက်ဖက်မှုဖြစ်တယ်ဆိုတာကိုချက်ချင်းအတည်ပြုခဲ့ပါတယ်။မင်းနဲ့ပိုင်းတွင်းမှာပဲတင်မောကြီးဟာအီရန်လက်ထဲကိုကြားရောက်သွားခဲ့ပါတယ်။ ။ကဘာကြီးကတော့ဒီသတင်းကိုကြားကြားချင်းမှာပဲမျက်လုံးပြူးမျက်စံပြူးနဲ့လှည့်ကြည့်လာခဲ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ဒါဟာတင်မော်တစီအဖမ်းခံရတာထက်ပိုတဲ့အတိတ်တွေရှိနေလို့ပါပဲ။ဒါဟာပင်လယ်ပြင်ပေါ်ကကမ္ဘာကုန်သွယ်ရေးလွတ်လပ်ခွင့်ကိုအီရန်ကစိန်ခေါ်လိုက်တဲ့အရေးကြီးတဲ့အလှည့်ပြောင်းတစ်ခုဖြစ်ပါတယ်။အီရန်ဘက်ကတော့ထုံးစံတိုင်းတရားဝင်ကြေညာချက်ထုတ်ပါတယ်။ကျွန်တော်တို့ကနိုင်ငံတော်ရဲ့အကျိုးစီးပွားကိုကာကွယ်တာပါ။ဂျီနမောင်ခိုတင်ပို့မှုတွေကိုတားဆီးရပါဆိုပြီးပြောပါတယ်။တန်တရားရှိတဲ့တင်မောမှန်သမျှကိုစစ်ဆေးခွင့်ရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့ ဒါပေမဲ့တကယ်တမ်းကျတော့ဒီစကားတွေကယုံကြည်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့တာလာရာတင်မောကြီးဟာမှောင်ခိုတင်မောမဟုတ်ပါဘူး။သူ့ရဲ့ရေချောင်းခီးစဉ်လမ်းကြောင်းကိုလာပေါင်းများစွာကတည်းကဂျူဒူတွေကနေထောက်ရှောက်စောင့်ကြည့်နေကြတာပါ။သူ့ရဲ့စာရွက်စာရမ်းတွေကုန်တင်စင်းတွေအလုံးဟာတရားဝင်လမ်းကြောင်းတိုင်းသွားနေတာဖြစ်ပါတယ်။အီရန်ရဲ့မှောင်ခိုလမ်းကြောင်းတွေနဲ့ဘာမှမပတ်သက်ပါဘူး။ဒါဆိုရင်မေးစရာရှိလာပါပြီ။စာရွက်စာရမ်းအထောက်ထားခိုင်လုံတဲ့ဒီတင်မောကြီးကိုအီရန်ကဘာလို့ရွေးပြီးဖမ်းတယ်လဲ။အဖြေကတော့ရှင်းပါတယ်။ ဒါဟာလက်တုံပြောင်းခြင်းတသက်ပါပဲအီရန်ဟာအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေနဲ့မကြသေးမီကဖြစ်ပွားခဲ့တဲ့ပင်လယ်ပြင်ကလျှို့ဝှက်တိုက်ခိုက်မှုတွေအတွက်တံပြန်ဖိအားပေးဖို့နိုင်ငံရေးတစားကံအဖြစ်အသုံးပြုလိုက်တာဖြစ်ပါတယ်ဒီဇလန်ရဲ့အရင်းမြစ်ကိုသိချင်ရင်အော်တိုဘာလ18ရက်နေ့ကိုပြန်သွားရပါလိမ့်မယ်အဲ့ဒီနေ့တုန်းက Falcon ဆိုတဲ့သင်္ဘောတစ်စီးပောက်ကွဲခဲ့ပါတယ်ဒီသင်္ဘောကအရေးပြုထားတဲ့တဘာဝတံငွေ LPG တွေကိုတင်ဆောင်လာတာပါပောက်ကွဲရတဲ့အကြောင်းရင်းကတော့အခုထိရေရေရာရာမသိရသေးပါဘူး ဒါပေမဲ့အီရန်ဘက်မှာတော့ဂေါလာဟာလာတွေထွက်နေပါတယ်။ဒါဟာအမေရိကန်ရဲ့လက်ချက်အမေရိကန်ရဲ့ဒုံးကျင်နဲ့ပြစ်ခတ်ခံရတာဆိုပြီးတော့ပါ။မှန်ကျင်လဲမှန်မယ်မှားကျင်လဲမှားပါမယ်။ဒါပေမဲ့အရေးကြီးတာကအီရန်ကဒါကိုယုံကြည်နေတာပါပဲ။အီရန်ဟာဒီပေါက်ကွဲမှုကိုအမေရိကန်ရဲ့အဖြတ်လုပ်ငန်းလို့ကောက်ချက်ချလိုက်ပြီးပင်လယ်ပြင်မှာအမေရိကန်ရဲ့စီးပွားရေးမဟာမိတ်တွေကိုလက်တုံ့ပြန်မှုဆုံးဖြတ်လိုက်တာပါ။ဆိုတော့အီရန်ရဲ့ရင်းနှီးသင်္ဘောသိမ်းပိုက်မှုလိုမျိုးနိုင်ငံတကာရေပိုင်နဲ့ဥပဒေကိုချိုးဖောက်ပြီး နိုင်ငံရေးတရားခံရှာတဲ့လုပ်ရပ်ပေါ်မှာအမေရိကန်ဟာဘလို့နိုင်ငံရေးနဲ့စည်ရေးတုံ့ပြန်မှုတွေပြုလုပ်လာနိုင်မလဲဆိုတာကိုဆွေးနွေးကြည့်ကြရအောင်ပါအမေရိကန်ဟာချက်ချင်းစည်ရေးတုံ့ပြန်မှုမပြုလုပ်မီမှာနိုင်ငံရေးနဲ့စီးပွားရေးဖိအားပေးမှုတွေကိုအရင်ဆုံးအချိန်မြင့်တင်လာနိုင်ပါတယ်အမေရိကန်ဟာကုလသမဂ္ဂလုံခြုံရေးကောင်စီကိုအမြန်ဆုံးခေါ်ယူပြီးအီရန်ရဲ့လုပ်ရက်ကိုကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းကိုချိန်ချောက်ခြင်းနဲ့ပင်လယ်ဓားလုပ်ရက်ဖြစ်အပြင်းထန်ရှုတ်ချဖို့ဆောင်ရွက်လာနိုင်ပါတယ်ဒါအပြင်ပင်လယ်ပြင်ကုန်သွယ်ရေးလမ်းကြောင်းတွေကိုအမိပြုနေတဲ့အဓိကမဟာမိတ်နိုင်ငံ ဥပမာဂျပန်တောင်ကိုရီးယားစင်ကာပူဥရောပနိုင်ငံများကိုစီယုံပြီးအီရန်ဘောဖိအားပေးဖို့ပူးပေါင်းဆောင်ရွက်မှုတွေပြုလုပ်လာပါလိမ့်မယ်။ဒီလိုတန်တမာရေးဖိအားပေးမှုဟာအီရန်ကိုနိုင်ငံတကာဆင်မြင့်မှာတကူရဲဖြစ်အောင်ဖဲထုတ်ဖို့ရည်ရွယ်ပါတယ်။အမေရိကန်ဗန်နိုင်းဝန်ကြီးဌာနဟာပင်လယ်တမျှလောက်ရက်ကိုကျူးလွန်ရမှာဓာတ်ရိုက်ပါဝင်ခဲ့တဲ့အီရန်ဒေါ်လာရေးအဆောင်တပ်ဖွဲ့ IRGC အရာရှိများနဲ့ယင်းနဲ့တင်သိမောတာလာရာကိုသိမ်းပိုက်ရမှာတွယ်ဝိုက်ပါဝင်တဲ့အီရန်ခြေစိုက်ကုမ္ပဏီများပေါ်မှာချက်ချင်းစီးပွားရေးပိတ်ဆို့မှုအသစ်တွေချမှတ်လာပါလိမ့်မယ်။ ဒါအပြင်အီရန်ရေနံကိုဝယ်ယူနေတဲ့တတိယနိုင်ငံကဝယ်လက်များကိုပါသတိပေးမှုတွေပြုလုပ်ပြီးအီရန်ရဲ့ရေနံတင်ပို့မှုကိုအားလုံးဒီပါရပ်တန့်သွားအောင်ဖိအားပေးလာနိုင်ပါတယ်။ဒီလိုလှုပ်ခြင်းအဖြစ်အီရန်ပေါ်စီးပွားရေးနာကျင်မှုကိုအမြင့်ဆုံးအဆင့်ကိုတက်လှမ်းဖို့ကြိုးစားမှာပါ။နိုင်ငံရေးဖိအားပေးမှုမှာအောင်မြင်မှုဆိုရင်တော့စစ်ရေးတုံ့ပြန်မှုတွေကိုစတင်စဉ်းစားလာရပါတော့မယ်။ဟော်မုစ်ရေလက်ကြားဖြတ်တန်းသွားလာတဲ့အရေးပါတဲ့စီးပွားရေးတင်ပို့များကို American ရေတပ်ရဲ့စစ်သင်္ဘောများကနေအနီးကပ်လိုက်ပါစောင့်ရှောက်တာမျိုးလှုပ်လာနိုင်ပါတယ်။ ဒီလိုလှုပ်ခြင်းအဖြစ်အီရန်ရဲ့နောက်ထပ်ဂျောင်းဝင်ဆော့ဖတ်မှုကိုတိုက်ရိုက်ဟန်တားနိုင်ပါတယ်။အီရန်ဟာအမေရိကန်စစ်သင်္ဘောများရဲ့အကာအကွယ်အောက်ကသင်္ဘောတွေကိုတိုက်ခိုက်ဖို့အတွက်ကြီးမားတဲ့စစ်ရေးစွန့်စားမှုပြုလုပ်ရမှာဖြစ်ပါတယ်။အီရန်ရစ်တပ်ရဲ့အ мян ရရင်တုံးစီဘဲကနေထွက်ခွာလာတယ်ဆိုတာကိုသိရှိပြီးတဲ့နောက်မှာအမေရိကန်ဟာလေကြောင်းကနေဒုံးကျည်တွေလေယာဉ်တွေအုံပြုပြီးအဲ့ဒီရစ်တပ်အခြေစိုက်စခန်းကိုတိုက်ခိုက်မှုပြုလုပ်လာနိုင်ပါတယ်။ပြစ်မှတ်ကတော့သင်္ဘောဒါလာရာကိုဖမ်းဆီးရမှာအုံပြုခဲ့တဲ့သင်္ဘောတွေရဲ့ကြောက်ချရာနေရာများနဲ့ကုတ်ကဲမှုဌာနချုပ်များဖြစ်နိုင်ပါတယ်။ ဒီလိုတိုက်ခိုက်မှုဟာအီရန်ကိုရှင်းရှင်းလင်းလင်းသတိပေးလိုက်တာဖြစ်ပါတယ်။ဥပမာအနေနဲ့ပြောရရင်တော့နောက်တစ်ခါထပ်မလုပ်နဲ့ဆိုတဲ့သဘောပါ။ American ရေတပ်ဟာဖမ်းဆီးခံရတဲ့တင်မောတလာရာကိုအီရန်ကထိမ့်သိမ်းထားရနေရာကိုဝင်ရောက်စီးနင်းပြီးတင်မောကိုပြန်လည်သိမ်းယူဖို့ကြိုးစားလာနိုင်ပါတယ်။ဒါဟာဓာတ်ရိုက်စစ်ပွဲသူကိုဥတီသွားနိုင်တဲ့အန်ဒီရဲ့အရှိဆုံးရွေးချယ်မှုဖြစ်ပါတယ်။ American ဟာအီရန်ရေတပ်ရဲ့စစ်တင်မောငယ်များကိုအင်အားသုံးပြီးဖယ်ရှားကာဂျီနန်နေတင်မောကိုလွတ်လပ်တဲ့ရေပိုင်နက်စီခေါ်ဆောင်သွားနိုင်ပါတယ်။ မေရိကန်ဟာအီရန်ရစ်တပ်ရဲ့သင်းမောငယ်၃စီးကိုနောက်တစ်ချိန်မှာတိုက်ခိုက်ဖျက်ဆီးပစ်ဖို့အမိန်ပေးလာနိုင်ပါတယ်။ဒါပေမဲ့ဒီရွေးချယ်မှုဟာအီရန်ဘက်ကနေကြီးမားတဲ့လက်တုံ့ပြန်မှုတွေဥပမာဟော်မုစ်ရေလက်ကြားကိုပိတ်ပစ်တာမျိုးဖြစ်လာနိုင်တဲ့အတွက်အမေရိကန်ဟာအတော်လေးစဉ်းစားချင့်ချိန်ရမယ့်အခြေအနေပါပဲ။အီရန်ရဲ့ဒီလုပ်ရက်ဟာဒေတာရင်းကိုသာမကကမ္ဘာ့ရေနံဈေးကွက်ကိုပါလှုပ်ခတ်စေတဲ့အန်ဒီယံများတဲ့ဂိမ်းတစ်ခုကိုကစားလိုက်တာပါ။အမေရိကန်ဟာပထမဆုံးနိုင်ငံရေးဖိအားကိုအသုံးပြုပြီး နောက်ပိုင်းမှာအကန့်အသတ်ရှိတဲ့စစ်ရေးတုံ့ပြန်မှုတွေစီဥတီလာဖို့လားလာအများဆုံးပါအီရန်ရဲ့ရင်းနှီးတင်သင်္ဘောသိမ်းပိုက်မှုရဲ့နောက်ွယ်ကအကြောင်းရင်းကိုပုံမို့ပြီးတော့လက်နက်နဲ့နဲ့ချဲ့ထွင်သုံးသပ်ကြည့်ရအောင်ပါပောက်ကွဲသွားတဲ့ Falcon သင်္ဘောကိစ္စဟာရိုးရိုးမတော်တဆမှုမဟုတ်ပဲနိုင်ငံရေးကစားကွက်ရဲ့အစိပ်ပိုင်းဖြစ်တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်သာလာပါတယ်တန်ကာ Trucker Store ကွန်ရဲ့စုံစမ်းချက်အရဒါဟာအီရန်ရဲ့ Shadow Fleet လို့ခေါ်တဲ့လျှို့ဝှက်သင်္ဘောအုပ်စုတွေကတည်းကဖြစ်ပါတယ် အီရန်ဟာနိုင်ငံတကာပိတ်ဆို့မှုတွေကိုရှောင်ရှားပြီးရေနံတွေခိုးထုတ်ဖို့ဒီသင်းမောတွေကိုတုံးနေတာပါအာမခံကုမ္ပဏီတောင်မရှိတဲ့ဒီသင်းမောတွေဟာအီရန်စီးပွားရေးအတွက်အသက်သွေးကြောတွေပါပဲအခုတော့သူတို့ရဲ့အရေးပါတဲ့သင်းမောတစ်စီးပေါက်ကွဲသွားတယ်အီရန်ကဒါကိုတိုက်ခိုက်မှုလို့သတ်မှတ်လိုက်ပါတယ်အီရန်ဒေါ်လာရေးအစောင့်တပ်ဖွဲ့ IRGC ရဲ့မီဒီယာတွေကလည်းမင်းတို့ကိုတိုက်ခိုက်တဲ့သူကိုထတ်တူညီမျှပြန်တုံးပြန်ရမယ်ဆိုပြီးပြင်းထန်တဲ့သတင်းစကားပားခဲ့ပါတယ်ဒါကြောင့်တာလာရာသင်းမောကိုဖမ်းဆီးလိုက်တာဟာအီရန်ကမင်းတို့ငါတို့သင်းမောကိုဖျက်ဆီးတယ် ငါတို့လည်းမင်းတို့နဲ့ပတ်သက်တဲ့သင်္ဘောကိုပြန်သိမ်းမယ်ဆိုတဲ့သဘောထားနဲ့လှုပ်ဆောင်လိုက်တဲ့ဒိုက်ရိုက်လက်တုံပြန်မှုဖြစ်ပါတယ်။ဒီနေရာမှာပိုပြီးစိတ်ဝင်စားစရာကောင်းတာကအီရန်ကဘာလို့တခြားသင်္ဘောတွေကိုမရွေးပဲတာလာရာကိုမှရွေးပြီးဖမ်းရတာလဲဆိုတဲ့အချက်ပါပဲ။ဒါဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။စုံစမ်းကြည့်လိုက်တဲ့အခါမှာတာလာရာသင်္ဘောကိုပိုင်ဆိုင်တာက Partial Finance ဆိုတဲ့ကုမ္ပဏီဖြစ်နေပါတယ်။ဒီကုမ္ပဏီဟာဘသူလက်အောက်မှာရှိလဲဆိုတော့အဇာဘိုင်ဂျန်သမ္မတအီဟန်အလီယက်ရဲ့မိသားစုပိုင်ဆိုင်မှုအောက်မှာရှိနေတာပါ။ဟုတ်ပါတယ်။ ဇလိုင်းကဒီမှာပိုရှုပ်သွားပါပြီ။ဒါဟာရိုးရိုးအမေရိကန်နဲ့အီရန်တင်းမှမဟုတ်တော့ဘဲဒေတာရင်းမဟာမိတ်ကစားကွက်ဖြစ်လာပါတယ်။အဇာဘိုင်ဂျန်နဲ့အစ္စရေးဆက်ဆံရေးကအီရန်ကိုစိုးရိမ်စေတဲ့အဓိကအချက်ပါ။အဇာဘိုင်ဂျန်ဟာအစ္စရေးရဲ့အနီးကမဟာမိတ်ပါ။အစ္စရေးသုံးနေတဲ့ရေနယ်အများစုကိုအဇာဘိုင်ဂျန်ကပို့ပေးနေတာပါ။ပြန်ပြီးတော့အစ္စရေးကအဇာဘိုင်ဂျန်ကိုခင်မီလက်နက်တွေရောင်းချပေးပါတယ်။အီရန်ရဲ့စိုးရိမ်မှုကတော့သူ့အိမ်နေချင်းအဇာဘိုင်ဂျန်နဲ့အစ္စရေးတို့ပူးပေါင်းပြီးအီရန်ကိုထောက်လှမ်းရေးအရာဒါမှမဟုတ် စစ်ရေးအရချိန်ချောက်လာနိုင်တဲ့အနေရပါ။မကြသေးခင်ကအမေရိကန်နဲ့အဇာဘိုင်ဂျန်တို့မဟာဗျူဟာမြောက်တွဲဆုံမှုတွေလုပ်ခဲ့တာကလည်းအီရန်ကိုပိုပြီးမီးလောင်ရာလေပင့်တယ်လို့ဖြစ်စေခဲ့ပါတယ်။ဒါကြောင့်ဒါလာရာကိုဖမ်းဆီးလိုက်ခြင်းဟာရိုးရိုးလက်တုံပြန်မှုထပ်ပူပါတယ်။ဒါဟာအဇာဘိုင်ဂျန်ကိုပိုင်းရိုက်လိုက်တာဖြစ်တယ်လို့တွဲဝိုက်သောနီလန်နဲ့အစ္စရေးကိုပါထိုးနှက်လိုက်တာဖြစ်ပါတယ်။မင်းတို့အစ္စရေးနဲ့အရန်ပူပေါင်းနေရင်ငါတို့ဒုက္ခပေးနိုင်တယ်ဆိုတော့ပြင်းထန်တဲ့သတင်းစကားကိုအီရန်ကပါလိုက်တာပါပဲ။ ဒါဟာဟော့မစ်ဂျီလက်ကြားကိုပိတ်ပစ်မယ်ဆိုတဲ့ချိန်ချမှုရဲ့အစာပြိုးခြေလှမ်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။တနည်းအားဖြင့်အီရန်ဟာပင်လယ်ပြင်ကနေတဆင့်ဒေတာရင်းပထဝီနိုင်ငံရေးကိုစတင်မှွေနှောက်လိုက်တာပဲဖြစ်ပါတယ်။အမေရိကန်ကတော့ဒီကိစ္စကိုလက်ပိုက်ကြည့်မနေပါဘူး။ချက်ချင်းဆိုသလိုပဲအမေရိကန်ရေတပ်ရဲ့အစစ်အမြေဆုံးထောင်လိုင်းရေးဒရုန်းဖြစ်တဲ့ MQ-4 Triton ကိုအဲ့ဒီဒေတာစီကိုဆေးလွှတ်လိုက်ပါတယ်။ဒီ Triton ဒရုန်းတွေကတာမန်မဟုတ်ပါဘူး။သူတို့ရဲ့နည်းပညာစွမ်းဆောင်ရည်ဟာအလွန်ကိုအစစ်မြင်ပါတယ်။ 24နာရီဇက်တိုက်မနာရန်ပြန်တန်းနိုင်တယ်။ဒါကြောင့်ပင်လယ်ပြင်တနေကုန်စောင့်ကြည့်ကိုလှုံ့ဆော်နိုင်ပါတယ်။ပင်လယ်ပြင် area ကျဲကြီးကိုအချိန်နဲ့တပြင်းညီမြေပုံဆွဲစောင့်ကြည့်နိုင်ပါတယ်။အရေးကြီးဆုံးကတော့ဆက်သွယ်ရေးလိုင်းတွေကိုကြားဖြတ်ဖမ်းယူနိုင်ပြီး electronics နဲ့အချက်ပြမှုတွေကိုခွဲခြမ်းစိတ်ဖြာနိုင်တာပါပဲ။ဆိုလိုတာက American ဟာ Iran ဘာလို့နေလဲဆိုတာကိုစောင့်ကြည့်နေုံသက်သက်မဟုတ်ပါဘူး။ Iran ရစ်တက်ရဲ့ဆက်သွယ်မှုမှတ်တမ်းတွေပြစ်မှတ်ရွေးချယ်မှုဆိုင်ရာအမိန့်တွေကိုပါအသေးစိတ်ထောက်လှမ်းနေတာပါ။ဒါဟာ Iran ရဲ့လုပ်ရက်ဟာ တကယ်တမ်းမှောင်ခိုမှုကြောင့်မဟုတ်ဘဲနိုင်ငံရေးတုံ့ပြန်မှုတသက်ဖြစ်တယ်ဆိုတဲ့အထောက်အထားတွေတပ်သေးတွေကိုစုဆောင်းနေတာပါလိုအပ်လာရင်တန်တမန်ရေးကြဖိအားပေးဖို့ဒါမှမဟုတ်စစ်ရေးအရာတုံ့ပြန်မှုအတွက်ပြင်ဆင်နေတာဖြစ်ပါတယ်အမေရိကန်ဗဟိုကုကဲမှုဌာနချုပ်ကလည်းအီရန်ရဲ့လုပ်ရက်ဟာတရားမဝင်ဘူးလို့တရားဝင်ထုတ်ပြန်လိုက်ပါပြီဒါဟာနိုင်ငံတကာအတိုင်းဝိုင်းကိုအီရန်ဘက်လှည့်ပြီးဖိအားပေးဖို့စတင်လိုက်တာပါပဲ Trident drone တွေကိုဆေးလွှတ်လိုက်ခြင်းဟာငါတို့နည်းပညာအင်အားနဲ့ မင်းတို့လောက်ရတိုင်းကိုစောင့်ကြည့်နေတယ်ဆိုရဲပြတ်သားတဲ့သတင်းစကားကိုအီရန်ကိုပေးလိုက်တာပါအီရန်ရဲ့ရင်းနှီးတင်သိမ်းပေါ်အနုဂျန်စီတင်ပိုက်မှုကနေတဆင့်ဖြစ်လာနိုင်တဲ့အကြီးမားဆုံးသောကမ္ဘာလုံးဆိုင်ရာအန္တရာယ်ဖြစ်တဲ့ဟောမှုစီလက်ကြားပိတ်ဆို့မှုနဲ့ပတ်သက်ပြီးကမ္ဘာစည်းဝါးရေးပေါ်ဘလို့တက်ရောက်မှုတွေရှိလာနိုင်မလဲဆိုတာကိုလည်းဆွေးနွေးသုံးသပ်ကြည့်ကြရအောင်ပါဟောမှုစီလက်ကြားဟာကမ္ဘာရင်းနှီးစီးဆင်းမှုရဲ့အရေးကြီးဆုံးဗဟိုချက်မှဖြစ်ပြီးကမ္ဘာဆွေးနွေးရေးအဓိကသွေးကြောကြီးလို့တင်စားခေါ်ဝေါ်ကြပါတယ်တရက်ကိုရင်းနှီးစီပေါင်းတန်း20ကျော် ကမ္ဘာ့ရေနံရောင်းဝယ်မှုရဲ့9ဘုံတဘုံကျော်ဟာဒီရေလက်ကြားကနေဖြတ်တန်းနေတာပါ။ဒါအပြင်တဘာဝတန်းငွေရေ LNG တွေလည်းအမြောက်များဖြတ်တန်းနေတာဖြစ်ပါတယ်။အကယ်၍အီရန်ဟာဒီရေလက်ကြားကိုစည်ရေးအရာပိတ်ဆို့ဖို့ဆုံးဖြတ်လိုက်မယ်ဆိုရင်ကမ္ဘာ့စီးပွားရေးပေါ်ထိုးနှက်မဲ့တက်ရောက်မှုတွေဟာအစာပေါင်းများစွာကြီးမားပြင်းထန်ပါလိမ့်မယ်။ဟောမှုရှိလက်ကြားပိတ်ဆို့မှုဖြစ်ပွားတာနဲ့ရေနံဈေးနှုန်းတွေဟာချက်ချင်းဆိုသလိုစံချိန်တင်မြင့်တက်သွားမှာပါ။ရေနံစီတစ်စီးရဲ့ဈေးနှုန်းဟာဒေါ်လာ150မှဒေါ်လာ200အထိတက်သွားနိုင်ပါတယ်။ ဒီလိုဇင်းတို့ထိုးတက်သွားရခြင်းရဲ့အဓိကအကြောင်းရင်းကတော့ကမ္ဘာဈေးကွက်ကိုရေနံရောက်ရှိမှုချက်ချင်းပြတ်တောက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပါရေနံနေသမောတွေဖြတ်တန်းလို့မရတော့တဲ့အခါစွမ်းအင်လုံခြုံရေးအကြီးအကျယ်ထိခိုက်ပြီးကမ္ဘာစီးပွားရေးလုပ်ငန်းတွေရပ်ဆိုင်းပတ်တဲ့အခြေအနေကိုရောက်ရှိသွားနေနိုင်ပါတယ်ရေနံဇင်းတို့တွေမကြုံစဘူးမြင့်တက်လာတာနဲ့မျှကမ္ဘာလုံးဆိုင်ရာစီးပွားရေးစနစ်တစ်ခုလုံးဟာကြီးမားတဲ့ကြာဆင်းမှုတွေကိုချက်ချင်းဝင်ရောက်သွားပါလိမ့်မယ်ကုန်စည်ပို့ဆောင်ရေးလေကြောင်းလိုင်းများရဲ့လောင်စာဆီစရိတ်တွေတဟုန်ထုံးမြင့်တက်ပြီး ကုန်ပစ္စည်းစင်းတို့များလည်းအလွန်မင်းမြင့်တက်လာပါလိမ့်မယ်။စွမ်းရည်အသုံးပြုမှုများပြတဲ့ဆက်ယုံကြီးတွေဥပမာဓာတုဗေဒတံမဏိထုတ်လုပ်ရေးဆက်ယုံများဟာလောင်သာစီဈေးကြီးလွန်းလို့ဒါမှမဟုတ်စွမ်းရည်လုံလောက်စွာမရရှိလို့ထုတ်လုပ်မှုတွေလျှော့ချတာဒါမှမဟုတ်လုံးဝရဆိုင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။အထူးသဖြင့်စွမ်းရည်အများစုကိုပြည်ပကနေတင်သွင်းနေရတဲ့မြန်မာနိုင်ငံလိုဖွံ့ဖြိုးတဲ့နိုင်ငံများမှာစီဈေးလျက်စစ်ဈေးတွေအဆမပြန်တက်ပြီးပြည်သူတွေရဲ့လူနေမှုဘဝဟာကြီးမားတဲ့ဖိစီးမှုတန်ကိုခံစားရပါလိမ့်မယ်။ ရေလက်ကြားကိုပိတ်ဆို့လိုက်တာနဲ့ပင်လယ်ရေကြောင်းသွားလာရေးအာမခံစရိတ်တွေဟာမိုးထီအောင်မြင့်တက်သွားပါလိမ့်မယ်။သင်္ဘောပိုင်ရှင်တွေနဲ့ကုံသွယ်ရေးသမားတွေဟာစစ်ပွဲအန္တရာယ်ကြီးတွေကိုအစမတန်ပေးဆောင်ရမှာဖြစ်တဲ့အတွက်ကုံသွယ်မှုစရိတ်တွေမြင့်တက်ပြီးကုံသွယ်ရေးလမ်းကြောင်းတွေလုံးဝပြောင်းလဲသွားနိုင်ပါတယ်။သင်္ဘောများစုဟာထိခိုက်မှုမဖြစ်စေဖို့အတွက်ဟောမှုစရိတ်လက်ကြားကိုဖြတ်တန်းဖို့ငြင်းဆန်လာပါလိမ့်မယ်။ဒါဟာကမ္ဘာထောက်ပံ့ရေးကွင်းဆက်ကိုချက်ချင်းရပ်တန့်စေနိုင်တဲ့အဓိကချက်ပါ။ဟောမှုစရိတ်လက်ကြားကိုပိတ်ဆို့ခြင်းဟာ အီရန်ရဲ့နောက်ဆုံးလက်နက်လို့သတ်မှတ်ခံရပါတယ်။ဒီရလကြားကိုပိတ်လိုက်တာနဲ့အမေရိကန်နဲ့ဥရောပမဟာမိတ်တွေဟာစစ်ရေးအရဝင်ရောက်ဆွတ်ဖက်ဖို့ဖိအားပေးခံရပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ရလကြားပိတ်ဆို့မှုဟာစီးပွားရေးလက်နက်တစ်ခုမြတာမဟုတ်ပဲကမ္ဘာစွန့်ရင်လုံခြုံရေးကိုတိုက်ရိုက်စိန်ခေါ်လိုက်တဲ့လုပ်ရဖြစ်လို့ပါပဲ။အမေရိကန်ဟာရလကြားကိုစစ်ရင်အားသုံးပြီးပြန်လည်ဖွင့်လှစ်ဖို့ကြိုးစားပါလိမ့်မယ်။ဒီခါမှာအီရန်နဲ့အမေရိကန်ကြားတိုက်ရိုက်စစ်ပွဲကြီးတစ်ခုဖြစ်ပွားလာမယ်အန်ရဲဟာအပြည့်ဆုံးအဆင့်ကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ ဟောမှုခြေလက်ကြားကိုအီရန်ကပိတ်ဆို့လိုက်ခြင်းဟာဒေတာရင်းပဋိပက္ခကိုတမကကမ္ဘာလုံးဆိုင်ရာစီးပွားရေးကိုပါပြင်းထန်စွာထိုးနှက်ပြီးစစ်ပွဲတစ်ခုစီကိုဥတီသွားစေနိုင်တဲ့အရေးအကြီးဆုံးသောအလှည့်ပြောင်းဖြစ်ပါတယ်။အခုဖြစ်ရက်ကအီရန်အတွက်ပထမဆုံးမဟုတ်ပါဘူး။လွန်ခဲ့တဲ့နှစ်တွေအတွင်းမှာကိုရီးယား၊ဂရိ၊ပနမာစတဲ့နိုင်ငံတွေကသင်္ဘောတွေကိုအကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းဆီးခဲ့မှုပါတယ်။ပြီးခဲ့တဲ့နှစ်နှစ်အတွင်းမှာသင်္ဘော15စီးလောက်ကိုနှောက်ယှက်တာဖမ်းဆီးတာတွေလုပ်ခဲ့ပါတယ်။အီရန်ကသင်္ဘောတွေကိုတစားကန်အဖြစ်သုံးပြီး သူတို့လိုချင်တာကိုတောင်းဆိုလေးရှိပါတယ်။အခုလည်း American သမ္မတဒေါ်နယ်ထရန့်ကအစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွက်တာဝန်ရှိတယ်လို့ပြောဆိုလာတဲ့အချိန်မှာအီရန်ကပိုပြီးရဲတင်းလာတာတွေ့ရပါတယ်။ခြုံငုံသုံးသပ်ရမယ်ဆိုရင်တော့တာလာရတင်မော့ကိုဖမ်းသိမှုဟာအီရန်နဲ့ American ကြားကပြိပခမီးပွားလေးတစ်ခုဖြစ်ပေမဲ့ဒီမီးပွားကကမ္ဘာလောင်စာဆီဂိုထောင်ကြီးနားမှာလောင်နေတာဖြစ်ပါတယ်။အီရန်ကသူ့ရဲ့ဥပဒေကြောင်းအရလှုပ်ဆောင်ချက်လို့ပြောပေမဲ့ American နဲ့မဟာမိတ်တွေကတော့ဒါကိုရန်လိုမှုလို့ပဲမြင်ပါတယ်။ခြေလန်းတလန်းမှားလိုက်တာနဲ့ ီရေလက်ကြားဟာစစ်မြေပြင်ဖြစ်သွားနိုင်ပါတယ်။စစ်ပွဲဖြစ်လာရင်ထိခိုက်မှာကစစ်တိုက်တဲ့နိုင်ငံနှစ်နိုင်ငံနဲ့မဟုတ်ပါဘူး။ကမ္ဘာတဝန်းကပြည်သူတွေရဲ့စီးပွားရေးနဲ့နေစဉ်ဘဝတွေပါထိခိုက်လာမှာဖြစ်ပါတယ်။ဒါကြောင့်အခုချိန်မှာကမ္ဘာကြီးကအသက်ရှူအောင်ပြီးဒီအခြေအနေကိုစောင့်ကြည့်နေရတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။